2025ခုနှစ်ဒီဇင်ဘာလ6ရက်နေ့မှာတော့တမိုင်းမှာပထမဆုံးချိန်ဖြစ်တရုတ်ရဲ့လေယာဉ်တင်သင်းမောအခြေစိုက်တိုက်လေယာဉ်တွေဟာဂျပန်တိုက်လေယာဉ်တွေကိုလက်နက်စနစ်ထိန်းချုပ်ရေဒါနဲ့ပိတ်မှတ်ထားတိုက်ခိုက်ဖို့ကြိုးစားခဲ့တဲ့ဖြစ်စဉ်နှစ်ခုဖြစ်ပွားခဲ့ပါတယ်။ပထမချိန်က3မိနစ်သာကြာခဲ့ပေမဲ့ဒုတိယချိန်က나이ဝက်တိတိကြာမြင့်ခဲ့ပါတယ်။ဒီလိုမျိုးပြစ်ခတ်ဖို့ကြံရပြီးဓာတ်ရိုက်ပိတ်မှတ်ထားတဲ့လောရဟာစေတုနဲ့များသောတိုးတက်လာခဲ့တဲ့တင်းမာမှုတွေကိုအန္တရာယ်ရှိတဲ့အခြေအနေစီရောက်ရှိသွားစေခဲ့တာပါပဲ။ဂျပန်ကကန့်ကွက်ခဲ့တယ်လို့ ။ဩစတြေးလျကသတိပေးချက်တွေထုတ်ပြန်ခဲ့ရပါတယ်။စစ်ရေးတင်းမှမှုအဆင့်တက်သွားပြီလို့ပြောရမှာပါ။ဒီလိုမျိုးတမိုင်းမတွင်မှုတဲ့ထိတ်တိုက်ရင်ဆိုင်မှုဖြစ်ရဲ့ဘာကြောင့်ဖြစ်ပေါ်လာတာလဲ။ပြီးတော့ရိုင်းလူဆဲဆဲဖြစ်နေတဲ့နိုင်ငံရေးအခြေအနေတွေကိုဘယ်လိုချိုးဖြတ်ပစ်လိုက်တာလဲ။ဒါကိုနီးပညာနဲ့နိုင်ငံရေးရှုထောင့်နှစ်ခုစလုံးကနေအသေးစိတ်သုံးသပ်ကြည့်အောင်ပါ။ဒီတင်းမှမှုတွေကရုတ်တရက်ပေါ်ပေါက်လာတာမဟုတ်ပါဘူး။ဆယ်သုံးနှစ်တခုကြာကြာတဖြည်းဖြည်းချင်းစုပေါင်းလာတဲ့ပြိပခရီရဲ့အထွတ်အထိပ်လို့ပြောနိုင်ပါတယ်။အားလုံးရဲ့အဓိကအရင်းခံကတော့စံကာကူကျွန်းအငင်းပွားမှုပါပဲ။ ုတ်ပါတယ်၂030ခုနှစ်စက်တင်ဘာလမှာတရုတ်ငါးဖမ်းသင်းမောတစ်စင်းနဲ့ဂျပန်ကမ်းခြေဆောင်တပ်ဖွဲ့ပိုင်သင်းမောတွေဆန်ကာကူကျွန်းတွေနားမှာတိုက်မိခဲ့တဲ့ဖြစ်စဉ်ကနေစတင်ခဲ့တာပါဂျပန်အစိုးရကသင်းမောကပတန်ကိုဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်ဒီလိုရကြောင်းပေကျင်းကချက်ချင်းတုံ့ပြန်ခဲ့ပါတယ်ဂျပန်ကိုရှားပါးတပ်ထုတင်ပို့မှုကိုရပ်ဆိုင်းလိုက်ပြီးအစစ်မြင့်ဆွေးနွေးပွဲတွေကိုပါဆိုင်းငံ့လိုက်ပါတယ်ဒါဟာစီးပွားရေးလက်နက်ကိုပထမဆုံးအကြိမ်စတင်အသုံးပြုခဲ့တဲ့သဘောပါပဲနှစ်နှစ်ကြာပြီးတဲ့နောက်2012ခုနှစ်မှာ တိုးချိုကအငင်းပွားနေတဲ့ကျွန်းတချို့ကိုနိုင်ငံပိုင်အဖြစ်ပြောင်းလဲလိုက်ပါတယ်။ဒီအဆင့်ကတရုတ်နိုင်ငံတစ်ဝိုင်းမှာလူအများပြားဆန္ဒပြပွဲတွေဖြစ်ပေါ်စေခဲ့ပါတယ်။တရုတ်ရေကြောင်းကင်းလဲမှုတွေတိတိတသာတိုးလာပြီး2012ခုနှစ်နောက်နှောင်းပိုင်းလောက်မှာတော့တရုတ်အစိုးရပိုင်သင်းမော်တွေနဲ့လေယာဉ်တွေဟာကျွန်းများနီးပုံမှန်လေပတ်လာခဲ့ပါတယ်။ဒီကတည်းကနှစ်ဖက်စလုံးဟာအများတန်းသတိဝရိယရှိတဲ့ပုံစံမျိုးနဲ့နေလာခဲ့ကြတာပါ။2013ခုနှစ်နိုဝင်ဘာလကတော့အခြေအနေကိုပိုပြီးရှုပ်ထွေးသွားသေးခဲ့ပါတယ်။တရုတ်ကအရှေ့တရုတ်ပင်လယ်ပေါ်မှာ ူ့ရဲ့ကိုပိုင်လေကြောင်းကာကွယ်ရေးတမတ်စုံကိုတစ်ဖက်သက်ကြီးညာလိုက်တာပါဒီစုံဟာဂျပန်ရဲ့စုံနဲ့ထက်နေုံသာမကအငင်းပွားကျုံးတွေကိုပါလွှမ်းခြုံထားပါတယ်တရုတ်ကနိုင်ငံသားလေယာဉ်တွေကိုပြန်တမ်းမှုစီစဉ်တင်ပြဖို့နဲ့တရုတ်အနာပိုင်းနေနဲ့ရေဒီယိုဆက်သွယ်မှုထိန်းသိမ်းမှုတောင်းဆိုခဲ့ပေမဲ့ဂျပန်နဲ့အမေရိကန်ကတော့လိုက်နာဖို့ညှင်းဆုပ်ခဲ့ကြပါတယ်ဒီလိုညှင်းဆန်မှုရဲ့ရလဒ်ကတော့နှစ်ဖက်တိုက်လေယာဉ်တွေကြားဖြတ်တားဆီးမှုတွေအစမတန်တိုးလာခြင်းပါပဲဂျပန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့အစီရင်ခံစာအရဆိုရင် နှစ်စဉ်လေးအမြန်ပြန်တက်မှုဟာယာကနန်းကနေ2020ပြည့်နှစ်တွေအစောပိုင်းမှာတစ်နှစ်ကိုအကြိမ်တစ်ထောင်ကျော်အထိတက်လာခဲ့ပါတယ်။ဂျပန်လေတပ်ပိုင်း F15 တွေနဲ့တရုတ်တိုက်လေယာဉ်တွေဟာပုံမှန်ဆိုသလိုဒဇင်းနဲ့ဒဇင်းအရိပ်ပမာလိုက်နေကြပြီးတခါတလေဆိုရင်မီတာ9ငယ်အတွင်းထိနီးကပ်စွာပြန်တန်းခဲ့ကြပါတယ်။ Radio 3ဘေးဂျက်တွေနဲ့ပြင်းထန်တဲ့မောင်းနှင်လှုပ်ရှားမှုတွေကတော့အကျွမ်းတဝင်ဖြစ်နေပေမဲ့နှစ်ဖက်စလုံးဟာလက်နက်ထိန်းချုပ်ရေဒါကိုအသုံးပြုဖို့ကတော့အရှောင်ရှားခဲ့ကြပါတယ်။တချိန်မှာတော့မတော်တဆထိခိုက်လူနေပါဖြစ်ခဲ့မှုပါတယ်။ 2013ခုနှစ်အစောပိုင်းမှာတရုတ်ရေတပ်သင်းမောတစ်စင်းကဂျပန်ဖြတ်သင်းမောနဲ့ရဟတ်ယာဉ်ကိုလက်နက်ထိန်းချုပ်ရေဒါနဲ့ထိုးခဲ့ပူတယ်လို့သတင်းထွက်ခဲ့ပြီးတိုကျိုကပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါတယ်။ဒါပေမဲ့2025ခုနှစ်ဒီဇင်ဘာလမတိုင်ခင်အထိတရုတ်စစ်ဘက်လေယာဉ်ကဂျပန်တိုက်လေယာဉ်ကိုလက်နက်ထိန်းချုပ်ရေဒါနဲ့ဓာတ်ရိုက်ဥတီခဲ့တဲ့ဖြစ်စဉ်မျိုးတရယဝင်မှတ်တမ်းမရှိခဲ့ပါဘူး။တွေးဆမှုတွေများလာခဲ့ပေမဲ့ဝေဟင်မှာဓာတ်ရိုက်လက်နက်ပြင့်မှတ်ထားတဲ့အဆင့်ကိုတော့ဘယ်တော့မှမရောက်ခဲ့ဘူးပါဘူး။ဒီလိုသမိုင်းဝင်တင်းမာမှုတွေကြားရမှာပဲ။ 2025ခုနှစ်ဒီဇင်ဘာလ6ရက်နေ့ညနေ4:32မိနစ်မှာဖြစ်ရဆိုစတင်ခဲ့တာပါပဲဂျပန်လေတပ်ပိုင်း F15J တိုက်လေယာဉ်တစ်စင်းဟာအိုကီနာဝါရဲ့အရှိတောင်ဘက်မှာကင်းလှည့်နေတဲ့တရုတ်လေယာဉ်တင်သင်းဘောကနေပြန်တက်လာတဲ့ J15 တိုက်လေယာဉ်တွေကိုကြားဖြတ်တားဆီးဖို့တက်ရောက်ခဲ့ပါတယ်ဂျပန်ကာဝေးရေးဝန်ကြီးဌာနရဲ့အဆိုအရပထမဆုံးဖြစ်ရကနိုင်ငံတကာလေပိုင်းတစ်ထဲမှာစတင်ခဲ့တာလို့သိရပါတယ်တရုတ်တိုက်လေယာဉ်ကဂျပန်လေယာဉ်ကိုလက်နက်ထိန်းချုပ်ရေဒါနဲ့3မိနစ်ကြာအဆက်မပြတ်ချိန်ရွယ်ခဲ့ပါတယ် ် F15J လေယာဉ်မှုကတော့သူ့ရဲ့ကင်းလှည့်တာဝန်ကိုဆက်လက်ထမ်းဆောင်နေရင်ဒုံးကျည်ပြစ်မှတ်ထားခံရနိုင်တဲ့အချက်ပြမှုတွေကိုမှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ညနေ4:35မိနစ်မှာတော့နှစ်ဖက်လေယာဉ်တွေခွဲထွက်သွားပြီးဖြစ်စဉ်ပြီးဆုံးခဲ့ပြီးတော့အပြန်အလှန်ပြစ်ခတ်မှုတော့မရှိခဲ့ပါဘူး။ဒီဖြစ်စဉ်ဟာတစ်ချိန်တည်းနဲ့ပြီးမသွားပါဘူး။ပထမချိန်လေပိုင်နဲ့ချိုးဖောက်မှုဖြစ်ပြီး2နာရီခန့်အကြာညနေ6:38မိနစ်မှာတော့ဒုတိယချိန်ထပ်ဖြစ်လာပြန်ပါတယ်။ဒုတိယဂျပန် F15J တိုက်လေယာဉ်တစ်စင်းဟာအဲ့ဒီဒေသမှာပဲ အဓိကလေးပိုင်းနဲ့ကျူးကျော်မှုလို့ဖော်ပြတဲ့အခြေအနေကိုတုံ့ပြန်ဖို့ပြန်တက်ခဲ့ရပါတယ်။နောက်ထပ်32မိနစ်ကြာမြင့်တဲ့ကာလအတွင်းမှာတော့တရုတ် J15 တိုက်လေယာဉ်တွေကဂျပန်တိုက်လေယာဉ်ကိုလက်နက်ထိန်းချုပ်ရေဒါနဲ့ထပ်မံချိန်ရွယ်ခဲ့ပြန်ပါတယ်။ည9နာရီ10မိနစ်ထိကြာမြင့်ခဲ့တဲ့ဒီဒုတိယအဖြစ်အပျက်ကိုဂျပန်ကာကွယ်ရေးအကြစီတွေက UA ချက်ရှိရှိဇက်တိုက်ပြုတ်လုတဲ့လုပ်ရဖြစ်သုံးသပ်ပြီးတရဝင်ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါတယ်။ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကနှစ်ဖက်စလုံးရဲ့တွေ့ဆုံဆွေးနွေးမှုတွေမှာဂျပန် F15 တွေဟာနိုင်ငံတကာရေပိုင်နက်ပေါ်က ဂျပန်ရဲ့လေပိုင်နဲ့ကာဝေးရေးစုံတွင်းမှာသာပုံမှန်အတိုင်းလေပတ်နေတာ ဖြစ်တယ်လို့အလေးနက်ပြောကြားခဲ့ပါတယ်။သူတို့ဟာတရုတ်ပိုင်ဆိုင်ကြောင်ပြောဆိုတဲ့အငင်းပွားဝယ်လေပိုင်နှစ်ထက်ကိုလုံးဝဖျက်ချော်ဝင်ရောက်ခြင်းမရှိခဲ့ဘူးလို့ညင်းဆိုခဲ့ပါတယ်။ဂျပန်ရဲ့တရားဝင်ထုတ်ပြန်ချက်တွေမှာဒီရေဒါနဲ့လော့ချချိန်ရွယ်မှုဟာအန်ဒီရဲ့ရှိပြီးလေရင်ကိုလိုအပ်တာထက်ကျော်လွန်တဲ့ရန်စားတဲ့လို့ရဖြစ်တယ်လို့တညိတညွတ်ထဲသုံးသပ်ပါတယ်။ဝင်ကြီးဌာနကဖြစ်ရနှစ်ခုစလုံးဟာအဲ့ဒီအချိန်ကအိုကီနာဝါရဲ့တောင်ဘက်မှာလေရင်တင်သွင်းမောလေ့ကျင့်ရေးတွေလုပ်နေတဲ့ Longning စစ်သင်းဘောပေါ်ကနေပြန်တက်လာတဲ့တရုတ်ဂျေ15လေယာဉ်တွေရဲ့လှုပ်ရဲလို့ဓာတ်ရိုက်ဆွဆွဲပြောဆိုခဲ့ပါတယ်။ဒီအချက်ကဒီလှုပ်ရဲတွေဟာတာမန်လေယာဉ်မှုရဲ့မှားယွင်းမှုမဟုတ်ဘဲစစ်ရေးလေ့ကျင့်မှုရဲ့တစိ့တစ်ပိုင်းဖြစ်နိုင်တယ်ဆိုတာကိုဖော်ပြနေပါတယ်။ဒီလိုဖြစ်ရမျိုးမှာဤပညာပိုင်းဆိုင်ရာအချက်လက်တွေဟာအရေးပါတဲ့သက်တေတွေဖြစ်ပါတယ်။ခင်မီတိုက်လေယာဉ်တစ်စင်းရဲ့ရေဒါစနစ်ဟာသူ့ရဲ့အစွမ်းထက်ဆုံးတဲ့အရေးကြီးဆုံးကိရိယာဖြစ်ပါတယ်။ဒါပေမဲ့ရေဒါချက်ပြမှုမျိုးစားတိုင်းကပေးပို့တဲ့ message နဲ့ယူရချက်ကမတူညီပါဘူး။ ပုံမှန်ကင်းလှည့်မှုတွေလှုပ်ဆောင်တဲ့အခါလေရင်မှုတွေဟာရှာဖွေမှုပုံစံကိုအသုံးပြုပါတယ်။ဒီစနစ်ကကောင်းငင်ရဲ့ကြဲပြက်တဲ့အစိပ်ပိုင်းတွေကိုဖျက်ပြီးအနိုင်စားချက်ပြမှုတွေနဲ့လေရင်တွေကိုရှာဖွေပါတယ်။ဒါဟာ electronic စနစ်အရပြောမယ်ဆိုရင်ပြစ်မှတ်ကိုဓာတ်ရိုက်ဥတီတာမဟုတ်ပဲပတ်ဝန်းကျင်ကိုတတိထားကြည့်ရှုနေခြင်းလို့ပဲသတ်မှတ်ပါတယ်။ဒုတိယအဆင့်ဖြစ်တဲ့ခြေရာခံရင်းရှာဖွေမှုစနစ်ကတော့လေရင်မှုတွေပုံမှန်ရှာဖွေတဲ့စနစ်ထက်ပိုပြီးအလုပ်လုပ်ပါတယ်။ရိုးရိုးရှာဖွေမှုကပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်တာမျိုးဆိုရင်ဒီ TWS စနစ်ကတော့တစ်ချိန်ထဲမှာ ပြစ်မှတ်အများပြားကိုစောင့်ကြည့်ခြေရာခံရင်းနဲ့လည်းအခြားပြစ်မှတ်အစ်တွေကိုဆက်ပြီးရှာဖွေနိုင်ပါသေးတယ်။ဥပမာပြောရရင်လေရင်ဖူးကရန်သူလေရင်လေးစင်းကိုမျက်ခြေမပြတ်စောင့်ကြည့်နေရင်းနဲ့အဲ့ဒီဘဝင်ချင်းမှာနောက်ထပ်၅စီးမြောက်ရန်သူရောက်လာပြီလားဆိုတာကိုပါဆက်ပြီးရှာဖွေနိုင်တာမျိုးပါပဲ။ဒါကြောင့်ဒီစနစ်ဟာလေရင်မှုကိုဒီနေရာမှာအနေရရှိနိုင်တဲ့ပြစ်မှတ်တွေများလာပြီ။သတိထားရမယ်လို့သတိပေးလိုက်တာဖြစ်ပါတယ်။ဒါပေမဲ့သူကတိုက်ခိုက်ဖို့လက်နက်နဲ့ချိန်ရွယ်လိုက်တဲ့အဆင့်ကိုချက်ချင်းရောက်လာတာမဟုတ်ပဲလေရင်မှုအတွက်ဘလို့တုံ့ပြန်ရမလဲဆိုတဲ့ရွေးချယ်စရာတွေရှိနေပါသေးတယ်။ ဆိုလိုတာကတော့အန်ဒီရရှိပေမဲ့ချက်ချင်းတုံ့ပြန်မှုမလို့သေးတဲ့အခြေအနေမျိုးလို့နားလည်နိုင်ပါတယ်။တကယ်ကိုအကြီးမားဆုံးနဲ့စိုးရင်ကြအဆင့်ကတော့အခုလိုမျိုးချိန်ရွယ်လိုက်တာပါပဲ။ဒီပုံစံမှာ radar လင်းနဲ့ဟာလေယာဉ်ဒဇင်းနဲ့ကိုတိတိကျကျချိန်ရွယ်လိုက်တာဖြစ်ပါတယ်။ဒီပုံစံက radar စနစ်ကိုဒုံးကြည့်တာမှမဟုတ်တနတ်တွေကိုလမ်းညွှန်ဖို့အတွက်တိကျတဲ့ပြစ်မှတ် data တွေကိုစုဆောင်းစေပါတယ်။ဒါကြောင့် log ပြစ်မှတ်ထားခံရတဲ့လေယာဉ်မှုအတွက်လွဲမှားနိုင်စရာမရှိတဲ့အန်ဒီရသတိပေးချက်တစ်ခုဖြစ်ပါတယ်။ဂျပန်လေတပ်ကငိမ့်စားလေယာဉ်မှုရဲ့ပြောပြချက်အရ ရှာဖွေရေးရေဒါနဲ့အချိန်ခံရတဲ့အခါတတိပေးချက်လက်ခံကြိယာကရိုးရိုးအတန်လေးပဲဖြစ်ပါတယ်။ဒါပေမဲ့လက်နက်ထိန်းချုပ်ရေဒါကလော့ချလိုက်တဲ့အခါမှာတော့ပြင်းထန်တဲ့အတန်မြည်လာတယ်။မျက်နှာပြင်မှာလင်းလက်နေတဲ့သင်္ကေတပေါ်လာတယ်။ပြီးတော့ကိုပြစ်မှတ်ထားခံနေရပြီဆိုတော့ကိုလေရင်မှုကချက်ချင်းသိလိုက်ရတာပါပဲ။အဲ့ဒီအချိန်မှာပဲလေရင်မှုကငါဒီနေရာမှာဆက်နေမလား။ရန်လိုတဲ့လူရဲ့ဖြစ်မှတ်ယူပြီးရှောင်ရှားလှုပ်ရှားမှုလုပ်မလား။ဒါမှမဟုတ်အချိန်လေးကိုအမြန်ဆုံးဆင်ရခံမလားဆိုတာကိုအသက်နဲ့ရင်းပြီးဆုံးဖြတ်ချက်ချရပါတော့တယ်။ ဒါဟာတကယ့်ကိုအန္တရာယ်များပြီးတင်းမာတဲ့အခြေအနေဖြစ်ပါတယ်။ဤပညာကျွမ်းကျင်သူတွေကရေဒါသတိပေးကိရိယာတွေဟာရိုးရိုးရှာဖွေမှုနဲ့ပြစ်မှတ်လော့ချတာကိုခွဲခြားသိနိုင်တယ်လို့ရှင်းပြပါတယ်။ခဏတာအချက်ပြမှုတွေကိုလှစ်လျူရှုနိုင်ပေမဲ့လက်နက်ထိန်းချုပ်ရေဒါနဲ့ဇက်တိုက်ချုံရွယ်မှုကတော့အရေးပေါ်ဆိုတာကိုသိတာဒီမဲ့အတန်ရောပုံတွေပါအချက်ပြမှုတွေကိုချက်ချင်းထုတ်ပြပါတယ်။ခုနကဖြစ်ပြမှာဆိုရင်ဂျပန်လေယာဉ်မှုတွေဟာဒီတတိပေးချက်တွေကိုမိနစ်ပေါင်းများစွာကြာအောင်ကြားခဲ့ရမြင်ခဲ့ရမှာသိကြပါတယ်။ SD မူဆိုတာကတော့နောက်တစ်ဖက်ကဒုံးကျည်ပြစ်လွတ်ဖို့လိုအပ်တဲ့ပြစ်မှတ် data တွေရှိနေပြီဆိုတဲ့သဘောပါ။ဒါဟာရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်တဲ့အချက်ပြမှုဖြစ်ပြီးပုံမှန်ခြေရာခံမှုနဲ့လုံးဝမတူညီပါဘူး။ဂျပန်ရဲ့ radar လော့ချခံရတယ်ဆိုတဲ့အဆိုကိုလွတ်လပ်စွာစစ်ဆေးအတည်ပြုနိုင်ဖို့တပ်သေးခံအထောက်အထားလိုအပ်ပါတယ်။ဂျပန်ကာဝေးဝန်ကြီးဌာနကဖြစ်ရက်တွေရဲ့အချိန်စရားနဲ့လေယာဉ်မျိုးစားတွေကိုထုတ်ပြန်ခဲ့ပေမဲ့လေယာဉ်မှူးထိုင်ကုန်တွေက data တွေနဲ့ radar မှတ်တမ်းတွေကိုတော့လုံးဝထုတ်မပေးခဲ့ပါဘူး။ F15 ဂျီရဲ့သတိပေးချက်လက်ခံကိရိယာကနေမြင်ရတဲ့မျက်နှာပြင်ပုံရိပ်တွေမရှိပါဘူး။ရေဒါရဲ့လှိုင်းနှုန်းခွဲခြမ်းစိုက်ဖြာမှုမှတ်တမ်းတွေမရှိပါဘူး။တရုတ်ဂျီ15ရဲ့ mission data တွေလည်းလူသိရှင်ကြားထုတ်ပြန်ထားခြင်းမရှိပါဘူး။ဒီရက်ချက်တွေကြောင့်လေလာသုံးသက်သူတွေဟာဂျပန်ရဲ့အဆိုကိုစစ်ဆေးဖို့အတွက်လူတိုင်းရနိုင်တဲ့သတင်းအချက်အလက်တွေကိုပါအားထားနေရပါတယ်။ပထမအဆင့်အနေနဲ့စီးပွားဖြစ်ဂျိုလူတပ်ပုံတွေကနေတရုတ်လင်တင်သင်းမောအုပ်စုဟာဒီဇင်ဘာလဆော့ပိုင်းမှာအိုကီနာဝါတောင်ဘက်မှာရှိနေခဲ့တယ်ဆိုတာကိုအတည်ပြုနိုင်ပါတယ်။ ဒါကြောင့်တရုတ်နဲ့ဂျပန်လေရင်တွေဒီဒေတာမှာရှိနေကြတာမှန်ပါတယ်။ဒုတိယအဆင့်အနေနဲ့သတင်းမီဒီယာတွေကိုကြည့်ရင်လဲ Bloomberg နဲ့ Military Watch Magazine လို့သတင်းဌာနတွေကဂျပန်ဝင်ကြီးဌာနရဲ့အချိန်ကြားကိုထပ်ဆင့်ဖော်ပြခဲ့ပေမဲ့ဤပညာဒေတာအစ်စ်တွေတော့မပေးနိုင်ခဲ့ပါဘူး။နေရာတိုင်းမှာကိုင်းကြီးတဲ့အသေးစိတ်အချက်ကတော့ပထမဖြစ်စဉ်မှာ3မိနစ်ကြာ radar lock ချခံရတယ်ဆိုတဲ့အချက်ပါပဲ။ဒုတိယဖြစ်စဉ်က31မိနစ်ကြာတယ်ဆိုတဲ့အဆိုကတော့မူရင်းထောက်ထားနဲ့အတိမပြုတ်နိုင်သေးပါဘူး။ ဂျပန်လေတပ်ကအငြိမ်းစားလေယာဉ်မှုတွေကလက်နက်ထိန်းချုပ်ရေဒါလော့ချခံရတဲ့ခံစားချက်ဟာလုံးဝလွဲမှားနိုင်ကြမရှိဘူးလို့ပြောကြပါတယ်။ရေဒါထူးချွမ်းနေသူတွေကလည်းခင်မီတတိပေးကရိယာတွေဟာမှန်ကန်တဲ့ချိန်ချောင်းမှုစရင်တွေရှိရင်ရိုးရိုးရှာဖွေတာနဲ့ပြစ်မှတ်လော့ချတာကိုခွဲခြားနိုင်တယ်လို့မှတ်ချက်ပေးကြပါတယ်။ဒါပေမဲ့တရုတ်စစ်ရေးကျွမ်းကျင်သူတွေကတော့တရုတ်ဘက်ကဘာဒေတာမှမထုတ်ပြန်တဲ့အတွက်တန်တမာရေးရာထုတ်ပြန်ချက်တွေကိုအလွန်ကျွံအတိတ်ပဲမဖွင့်ဆိုဖို့တတိပေးကြပါတယ်။ပြောရရင်တော့အချက်လက်တွေကမပြည့်စုံသေးပါဘူး။ လူသိရှင်ကြားအချက်လက်တွေကအဖြစ်ပြက်ရဲ့အချင်းချုပ်နေရာလေရင်တဲ့အချိန်တွေကိုအတည်ပြုနိုင်ပေမဲ့ရေဒါပုံစံဒါမှမဟုတ်ကြာချိန်ကိုတော့လက်လက်စွာအတည်ပြုနိုင်ခြင်းမရှိပါဘူး။ဒါကြောင့်ဒီဖြစ်ရရဲ့အသေးစိတ်အချက်လက်တွေဟာနှစ်ဖက်အစိုးရရဲ့တဝင်းတရဝင်းထုတ်ပြန်ချက်တွေနဲ့ပဲချိတ်ဆက်နေပြီးကျွမ်းကျင်သူတွေကလည်းသူတို့ကျွမ်းကျင်တဲ့နယ်ပယ်ကနေကောက်ချက်ချဆုံးဖြတ်ရတဲ့အခြေအနေမျိုးဖြစ်နေပါတယ်။ဗီဒီယိုတက်သေးတွေဒါမှမဟုတ်ရုပ်ပိုင်းဆိုင်ရာတက်သေးထောက်ထားမရှိခြင်းကဒီကိစ္စကိုတန်တမန်ရေးရာရတုံ့ပြန်ရမှာတက်ရောက်မှုတွေရှိနေပါတယ်။ တရုတ်နဲ့ဂျပန်နှစ်နိုင်ငံစလုံးဟာစကလုံးစစ်ပွဲဆင်နွှဲနေကြပြီမဲ့တိကျတဲ့အချက်လက်မရှိတော့ဘသူကပုံမှန်လဲဆိုတာကိုအတိအကျပြောဖို့ခက်ခဲပါတယ်။ဂျပန်အစိုးရကဒီအဖြစ်အပျက်ကိုတာမန်တိုင်းမထားပဲဖြစ်ရဖြစ်ပွားပြီးနိုင်ပိုင်းအတွင်းမှာပဲတန်တမန်ရေးရာလမ်းကြောင်းတွေနဲ့ကာကွယ်ရေးလမ်းကြောင်းတွေကနေတဆင့်ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါတယ်။အရာရှိတွေကတရုတ်ရဲ့ဒီရေဒါနဲ့ချိန်ရွယ်တဲ့လုပ်ရက်ကိုအန်ဒီယဲရှိပြီးနယ်နိမိတ်ကိုကျုံလုံးနဲ့လုပ်ရဲလို့တရံဝင်ဖော်ပြခဲ့ပါတယ်။ဒါအပြင်နောက်ထပ်ဒီလိုဖြစ်ရမျိုးတွေထပ်မံမဖြစ်ပါအောင် ချက်ချင်းအရေးယူဆောင်ရွက်ဖို့တရုတ်ကိုအခိုင်အမာ တောင်းဆိုခဲ့ပါတယ်။ဂျပန်ဝန်ကြီးချုပ်ကိုရိုင်းကလည်းဒီဖြစ်စဉ်ဟာတီးမခံနိုင်စရာလုပ်ရဲလို့လူသိရှင်ကြားပြောကြားခဲ့ပါတယ်။သူကဒီလုပ်ရက်ဟာဂျပန်လင်းရင်ကိုကြားဖြတ်တားဆီးမှုလုပ်တဲ့အခါလိုအပ်တဲ့စံနှုန်းထက်အများကြီးကျော်လွန်တယ်လို့ဆိုခဲ့ပါတယ်။ဂျပန်ရဲ့ယူရချက်ကတော့ဒီကိစ္စကိုနိုင်ငံတကာအပိုင်းဝိုင်းကသတိထားမိအောင်လုပ်ပြီးတရုတ်ဘောတန်တမန်ရေးရာဖိအားပေးဖို့ပဲဖြစ်ပါတယ်။ဂျပန်ရဲ့အဓိကလုံခြုံရေးမဟာမိတ်ဖြစ်တဲ့ဩစတြေးလျနိုင်ငံကလည်းဒီကိစ္စပေါ်စိုးရိမ်ကြောင်းတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ။အော်စတြေးလျကနှစ်ဖက်စလုံးကိုထိမ့်သိမ့်သိမ့်သိမ့်ရှိဖို့နဲ့နိုင်ငံတကာလေကြောင်းဘေကင်းရေးစံနှုန်းတွေကိုလိုက်နာဖို့တောင်းဆိုခဲ့ပါတယ်။အော်စတြေးလျရဲ့ဒီလိုပါဝင်ပတ်သက်မှုတွေဟာဒီပတိပခဟာဒေတာရင်းကအခြားမဟာမိတ်တွေကိုပါတဖြည်းဖြည်းတက်ရောက်လာနီးပြီးဆိုတာကိုပြသနေပါတယ်။တစ်ဖက်မှာတော့ပေကျင်းကဂျပန်ရဲ့အဆိုကိုပြက်ပြက်သားသားပယ်ချခဲ့ပါတယ်။တရုတ်ဘက်ကဂျပန်ချက်လေရင်တွေဟာတရုတ်ရဲ့ပုံမှန်လေ့ကျင့်ရေးကိုဝင်ရောက်ဆွတ်ဖက်တယ်လို့ပြန်လည်ဆွဆွဲခဲ့ပြီးဂျပန်ကိုအတရေဖြတ်တာရန်စတာတွေမလုပ်ဖို့တတိပေးခဲ့ပါတယ်။ ကံမကောင်းတာနဲ့ပဲနှစ်ဖက်စလုံးကသူတို့ရဲ့တရားဝင်မှတ်တမ်းတွေအထူးသဖြင့်လေရင်တွင်းကအတန်ဖိုင်တွေဒါမှမဟုတ်ဗီဒီယိုသက်တွေကိုအများပြည်သူစီအပြည့်စုံမထုတ်ပြန်တဲ့အတွက်အများပြည်သူသိရှိရတဲ့စကားလုံးတွေကတော့ဒီအချင်းချုပ်ထားတဲ့စွပ်စွဲချက်ရှိပါသေးတယ်။အခုလိုရေဒါနဲ့ချိန်ရတာဟာဒုံးကျည်ပြစ်လို့ဖို့ပထမအဆင့်အနေနဲ့မှားယွင်းသတ်မှတ်ခံရနိုင်ပါတယ်။လေရင်တွေပြစ်ချက်နေတဲ့ကောင်းကင်ရံမှာခဏတာမှားယွင်းစွာတွက်ချက်မှုတစ်ခုကလည်းခုခံပြဿနာကြီးဖြစ်ပေါ်စေနိုင်ပါတယ်။တကယ်လို့လေရင်မှုတစ်ခုက ရေဒါနဲ့ချိန်ရွယ်မှုကိုတိုက်ခိုက်မဲ့နမိတ်ဖြစ်အထိပယ်ဖွင့်ဆိုလိုက်ရင်စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေရစက္ကန့်ပိုင်းအတွင်းမှာပဲအလင်းမြန်စစ်ရေးအရာတုံ့ပြန်မှုခွင့်ပြုထားပါတယ်။ရေဒါလော့ကိုဖြတ်ဖို့ရုပ်တရက်လှုပ်ရှားမှုလုပ်လိုက်ရင်လေရင်တွေအန္တရာယ်ဖြစ်လောက်အောင်နှိကက်သွားပြီးလေထဲမှာတိုက်မိနိုင်ခြေကိုတိုးစေပါတယ်။တကယ်လို့ရေဒါလော့တွေဟာပုံမှန်လိုရိုးလှုပ်ဆင်လို့ဖြစ်လာရင်အန္တရာယ်ပိုကြီးလာမှာပါ။ဘာလို့လဲဆိုတော့တကယ်တိုက်ခိုက်မှုကတော့ရိုးရိုးလော့လိုပဲထင်မှတ်ပြီးအချိန်မီတုံ့ပြန်နိုင်စွမ်းအကြဆင်းသွားနိုင်လို့ပါ။ ဒီလိုမျိုးအန္တရာယ်ရှိတဲ့ဖြစ်ရပ်တွေကိုတားဆီးဖို့အတွက် hotline လိုမျိုးစနစ်တွေနဲ့လေရင်ကလိုက်နိုင်ရမယ်ရှင်းလင်းတဲ့စစ်စည်းမျဉ်းစစ်စည်းကမ်းတွေကိုစတက်မှတ်ထားတာပါဒီလိုင်းကြောင်းတွေကနှစ်ဖက်စစ်တပ်တွေကိုအထင်မြင်လွဲမှားတာတွေမဖြစ်အောင်ဒါမှမဟုတ်တခုခုမှားရင်းသားရင်ချက်ချင်းဆက်သွယ်ပြီးဖြည့်ရှင်းနိုင်အောင်ရည်ရွယ်တာပါဒါပေမဲ့ဒီလို hotline တွေရဲ့ထိရောက်မှုဟာနှစ်ဖက်စလုံးရဲ့အပြန်အလှန်ယုံကြည်မှုနဲ့လင်မြန်တဲ့ဆက်သွယ်မှုစနစ်ပေါ်လုံးဝမတည်နေပါဘူးတရုတ်နဲ့ဂျပန်တို့ရဲ့လေရင်တွေတစ်ခုနဲ့တစ်ခုတွဲဆောင်နိုင်ဟာ ဒီဘေးကင်းရေးအစီအမံတွေဟာဘလောက်ထိအလုပ်လုပ်နိုင်တယ်လဲဆိုတာကိုစမ်းသပ်နေတာပါပဲတကယ်လို့လိုအပ်တဲ့အချိန်မှာဒီလမ်းကြောင်းတွေအလုပ်မလုပ်ဘူးဆိုရင်အခြေအနေဟာချက်ချင်းပိုဆိုးသွားနိုင်ပါတယ်ဒီနေ့ခေတ်မှာပြိုင်ပတ်စစ်တပ်တွေဟာလင်းရင်တွေပြည့်ကျက်နေတဲ့ကောင်းကင်ယံမှာဒဇင်းနဲ့ဒဇင်းအရေးပမာနီးနီးကပ်ကပ်လိုက်နေကြပါတယ်အခုလို့အနီးကပ်ပြန်တန်းနေချိန်မှာရေဒါချိန်ရွယ်မှုတစ်ခုကိုမှားယင်ပြီးတိုက်ခိုက်မလို့လုပ်တယ်လို့တွက်ချက်မိတဲ့အန်နီယယ်ဟာလည်းအလွန်မြင့်ပါပါတယ် ဒီလိုရေဒါနဲ့ချိန်ထိုးတဲ့လို့ရဟာဂျပန်ရဲ့လေယာဉ်မှုတွေကိုအသက်နဲ့ရင်းပြီးဆုံးဖြတ်ရမယ့်အခြေအနေစီရောက်စေခဲ့ပြီးနိုင်ငံတကာလေကြောင်းဘေကင်းရေးစီးမြင်တွေကိုပြင်းပြင်းထန်ထန်ချိုးဖောက်လိုက်ခြင်းပဲဖြစ်ပါတယ်။တရုတ်အနေနဲ့ဒီလိုရွေချက်ရှိရှိဇက်တိုက်ရန်လိုတဲ့လို့ရမျိုးကိုဇက်တိုက်လှုပ်ဆောင်နေမယ်ဆိုရင်တော့အရှိတရုတ်ပင်လယ်ပေါ်ကဒင်းမာမှုတွေဒစဒစမြင့်တက်လာပြီးစစ်ပွဲပဋိပက္ခတွေဟာအရှိအာရှဘက်ကိုပြောင်းရွှေ့လာနိုင်ပွဲရှိပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။